အပိုင်း2046ရဲ့အဆောင်မှာတော့ Ryzo ကသူ့ရဲ့ကိုပွားကျူစုကိုထောက်တောင်းပြီး Fugro Guji ကိုတိုက်ခိုက်နေခဲ့ပါတယ်။ Fugro Guji ကလည်းသူ့ရဲ့အဆောင်ကိုတုံးပြီးပြန်လည်ခုခံနေပါတယ်။ Gila က Hawking ကိုနှစ်ပိုင်းပြောင်းခုတ်ချလိုက်ပေမဲ့စာကြောက်ရုပ်တွေကထပ်မံထွက်ပေါ်လာခဲ့တာကြောင့်သူကစိတ်ရှုံနေပါတယ်။တစ်ဖက်မှာလည်း Kik ကဘင်မောင်းကိုငရဲကိုသွားလိုက်တော့လို့ဆိုတာသူ့ရဲ့တပ်ထုပစ္စည်းတွေကိုဆော့ယူပြီးတိုက်ခိုက်ဖို့ပြင်ဆင်နေပါပြီ။နောက်တစ်ခါမှာတော့ Luffy ကသူ့ရဲ့ခန္ဓာကိုယ်တွေကလေတွေကိုပြန်လည်ရှော့ချလိုက်ပြီးချက်ချင်းပဲပြန်ပြန်အောင်လုပ်လိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့လောရဲ့အဖွဲ့သားတွေအကုန်လုံးလည်းအံ့ဩသွားကြပြီး ဒီကောင်ခဏလေးအတွင်းမှာပဲအစာအကုန်လုံးကိုချေပြစ်လိုက်တယ်ပဲဆိုပြီးထောက်အောင်လိုက်ပါရီအဲ့လိုနဲ့ပြန်ပိန်သွားတဲ့လူဖီကဂိုက်ဒိုကိုသူ့အနေနဲ့အနိုင်ယူတော့မှာဖြစ်တာကြောင့်အသိမြင်ထားလိုက်တော့ဆိုပြီးကြွေးကြော်လိုက်ပါရီအဲ့ဒီအချိန်တစ်ဖက်မှာလည်းဂွင်းနဲ့တိုက်ခိုက်ရင်လုံးလျှောက်နေတဲ့စံကြီးကိုကင်းကအခွင့်ကောင်းယူပြီးမီဒီယာအနေနဲ့အရေးဖြောချဖို့လုပ်နေပါရီဒီလိုနဲ့စွိုင်းကုံခန်းနေပြီဖြစ်တဲ့မာကူနဲ့စံကြီးတို့လည်းတဖြည်းဖြည်းခံစေဘက်ကိုပြန်လည်းရောက်ရှိလာခဲ့ပါရီနောက်တစ်ခါမှာတော့ဇိုလိုကိုတဲဆောင်ပြီးထွက်ပြီးသွားတဲ့ချော့ပါရိုးရှိကိုကင်းကရောက်ရှိလာခဲ့ပြီးမင်းကိုဆုံးသက်ပေးမယ်ဆိုပြီးကြွေးကြော်နေတာကြောင့်ချော့ပါလေးသူပြတ်သွားပါရီ ဒါကိုမြင်တော့စန်ကြီးကသူတို့ကိုသွားရောက်ကယ်တင်ဖို့ကြိုးစားပေမဲ့ကွင်းကသူတို့ကိုနှောက်ယှက်ရင်အခွင့်အရေးမရစေရဘူးလို့ဆိုကောလေစာရောင်ကြီးတွေနဲ့လမ်းပစ်လိုက်ပါတယ်။အဲဒီချိန်တစ်ဖက်မှာလည်းကင်းကသူ့ရဲ့မဟူယာမီလီယံကိုအသုံးပြုကသူတို့ကိုထိုးချလိုက်ပါတယ်။ဒါပေမဲ့ကံကောင်းစွာနေပဲဂျာကနေပြီးမာကိုကပေါ်လာပြီးသူ့ရဲ့ဖီနစ်မီဒါအောင်စွမ်းကိုတောင်းကကာကွယ်ပေးလိုက်ပါတယ်။ယူဂရိုကတော့သူ့အနေနဲ့မာကိုတယောက်ရုပ်ပိုင်းဆိုင်ရာခံနိုင်ရင်စွမ်းအားတွေဒီလောက်ထိကျဆင်းနေရတော့မှအစွမ်းတွေဒီလောက်ကျန်နေသေးတာလားဆိုပြီးအံ့ဩနေတာပါ။ဒါပြင်သူကအခုလိုမျိုးသူရဲ့ကောင်းဆန်တဲ့မာကိုရဲ့လျှောက်ရက်ကိုချီးကျူးနေပြီး မင်းကတော်တော်ကိုစွမ်းထက်တာပဲလို့လမ်းပြောနေပါတယ်။မာကူကတော့ Queen ကိုသူကြောက်ရတဲ့စကားတစ်ခုရှိတယ်လို့ဆိုပါတယ်။အဲ့ဒါကတော့ဟိုးရှိရှိတုန်းက Reward ထိတ်မှာသူတို့ကိုလောင်ကျွမ်းအောင်ပြုလုပ်နိုင်တဲ့လူမျိုးစုတစ်ခုရှိတယ်လို့ဆိုပါတယ်။အဲ့ဒီလူမျိုးစုတွေကိုတော့ Dormy ကြီးလူမျိုးစုလို့ခေါ်ဆိုတာဖြစ်ပြီးအဲ့ဒီထဲမှာမှမင်းကအသက်ရှင်ကြရင်ခဲ့တဲ့ကလေးတယောက်မှလာလို့လမ်းမိလိုက်ပါတယ်။ Queen ကတော့ Marco ကိုအခုချိန်ထိအသက်ရှင်နေသေးတဲ့အတွက်အံ့ဩနေပြီးမင်းရောဘာကြောင့်အခုထိမသိသေးတာလဲဆိုပြီးလမ်းမိပါရီအဲ့ဒီချိန်ရုတ်တရက်မထင်မှားထားတာတခုကစတင်ဖြစ်ပေါ်လာပါရီ အဲ့တော့ကတော့မာကိုတယောက်သူ့ရဲ့အစွမ်းတွေကိုယုတ်သိမ်းလိုက်ပြီးတိုက်ပွဲကနေအငန်းခံကြောင်းကြေညာလိုက်တာပါ။ဒါအပြင်သူ့အနေနဲ့အခုလိုမျိုးတိုက်ခိုက်တာတွေကိုလည်းစိတ်ကုန်နေပြီလို့ဆိုပါရီ။တစ်ဖက်မှာလည်းယုတ်တိရပြေရောလာတဲ့ပတ်ကြီးတွေနဲ့အတူဇိုရိုတယောက်ပြန်ထလာခဲ့တာကြောင့်ချောပါနဲ့အခြားသူတွေလည်းပါဇက်အဟောင်းသားဖြစ်ကုန်ပါရီ။အဲ့ဒီနောက်မှာတော့ဇိုရိုကမာကိုရဲ့ရှေ့ကိုခုံဝင်သွားခဲ့ပြီးတစ်ဖက်ကပြေလွတ်လိုက်တဲ့မီလီယံတွေကိုနှစ်ပိုင်းပိုင်းချလိုက်ပါရီ။တစ်ဆက်ထဲမှာပဲဇိုရိုကသူ့ရဲ့ဓာတ်သုံးကြောင်းစတိုင်ကိုထုတ်သုံးပြီးတိုက်ခိုက်ဖို့ဟန်ပြနေပါရီ။ ဒါကိုမြင်တော့ဒေါသထွက်သွားတဲ့ဂင်းနဲ့ကွင်းကသူတို့ရဲ့ဆွမ်းအားတွေကိုစုစည်းလိုက်ပြီးပြန်လည်ခုခံမှုအတွက်ပြင်ဆင်ရပြန်ပါလိမ့်။ဒါပေမဲ့ကန်ဆိုးစွာနေပဲမျက်စိတမိတ်လေးအတွင်းမှာရင်စန်ဂျီရဲ့ဒီယာဘဲဂျာမေကန်ချက်နဲ့ဇိုရိုရဲ့အိုနီဂီရီခုတ်ချက်ကသူတို့နှစ်ယောက်လုံးရဲ့ဘိုက်တွေကိုထိုးဖောက်ဝင်ရောက်သွားခဲ့တာပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရပါတော့တယ်။ဆွမ်းအားမြင့်မားလို့တဲ့ဟာကီကြောင့်ပွဲကင်းတစ်ခုလုံးနဲ့ရားစရာမရှိအောင်ပျက်စီးသွားပါလိမ့်။ဒီလိုနဲ့ခနာကြောင်မှာတော့ချောပါနဲ့အခြားသူတွေအားလုံးကတိုက်ပွဲတွေကိုပြန်လည်ရောက်ရှိလာနိုင်ခဲ့တယ်။ဇိုရိုနဲ့ဆန်ဂျီကိုလက်ခုပ်အော်ပါရီတီဗီဝိုင်းမီအားပေးခဲ့ကြပါသေးတယ်။ ချောပါကတော့ Professor Dr. စိတ်ဖွားရဲ့စီးဆွမ်းကဒံယာရီကိုတကယ်ကြီးတတ်တာအောင်လုပ်ပြီးနိုင်တာပဲလို့ဆိုပြီးဝမ်းသာနေပါတယ်။ဒါကိုကြတော့ဒေါက်တာစိတ်ဖွားကသူလဲဝမ်းသာပေမဲ့နောက်ဆက်တွဲဖြစ်လာမယ့်ပြဿနာတွေအပေါ်စိတ်ပူနေမိတယ်လို့ဆိုပါရီ။ဇန်ဒီကဆိုတော့အခုလိုဝင်ပြီးတိုက်ခိုက်ဖို့မလိုဘူးလို့လမ်းပြောလိုက်တယ်။နောက်ပြီးမင်းလိုကောင်ကမြေကြီးထဲမှာထာဝရအိတ်ဆက်နေသေးတဲ့ကောင်ပဲဆိုပြီးထုံးစံတိုင်းရန်လန်းစားပါရီ။ဒါအပြင်ရန်သူနှစ်ယောက်ဖြစ်ဖြစ် သုံးယောက်ဖြစ်ဖြစ်ငါတို့လိုတံမာရဲကောင်တို့အခုကြီးမလိုဘူးလို့ဆိုကဇန်ဒီတယောက်ပေါက်ကွဲနေပါရီ။ အဲဒီနောက်မှာတော့သူတို့နှစ်ယောက်သားယုဒိယရဲ့အရှိကိုပြန်ပေါ်လာတယ်။ကွင်းနဲ့ကင်းကိုမြင်လိုက်ကြပြီးဒါကလေးချင်းကန်းအချိန်ပဲလို့စန်ကြီးကထားပြောလိုက်ပါရီ။ဇူရိုကသူ့အနေနဲ့အိတ်ပြော်နေတာကရန်ကိုကြာနေပြီဖြစ်တာကြောင့်မနက်စာစားချင်တယ်လို့ဆိုလိုက်ပါရီ။ဒါကြောင့်သူကမနက်စာဘေးမှာလဲဆိုပြီးစန်ကြီးကိုလမ်းမိပါရီ။စန်ကြီးကဒီလောက်ထိဖြစ်နေရတော့မှမင်းကမနက်စာစားချင်နေရလားလို့သူကမေးလိုက်ပြီးမင်းရဲ့ဖင်ကိုငါစောင့်ကန်ပေးမယ်ဆိုပြီးပြန်ပြောပါရီ။အဲ့ဒီအချိန်ဇိုရိုကစန်ကြီးကိုမင်းကတကယ်စောင့်ကြံရမှာငါမဟုတ်ဖေးအရှိကဒိုင်နိုဆောလို့လို့ဘာလို့လို့ကောင်းမဲကွာလို့ပြန်ပြောတာကြောင့်စန်ကြီးတယောက်တိတ်ဆိတ်သွားပါတယ် ခနာကြောင်မှာတော့ဇိုလိုကတကယ်လို့သူတို့အနေနဲ့ဒီတိုက်ပွဲကိုအနိုင်ရရှိသွားမယ်ဆိုရင်လူဖီကပင်လယ်ဧကရေ၄ပါးတွေကတယောက်ဖြစ်လာပြီးသူတို့ကိုယ်တိုင်လည်းအလိုလိုယာရုမြင့်သွားနိုင်တယ်လို့ဆိုပြီးရှင်းပြလိုက်ပါတယ်။ဒါကြောင့်သူတို့အနေနဲ့ခေါင်းဆောင်ကိုပင်လယ်ဧကရေအဖြစ်ယာရုတိုးမြင့်သွားစေချင်တယ်ဆိုရင်ဒီတိုက်ပွဲကိုနိုင်အောင်တိုက်ရမယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းယူဂရိုကဇိုရီရဲ့ဂုဏ်ထမ်းထားကိုကြည့်ရင်ဘာကြောင့်မှမသိအတိတ်ကိုသတိရမိသွားတယ်လို့ဆိုပြီးသူ့ကိုယ်သူနားမလည်နိုင်ဖြစ်နေပါတယ်။ အဲ့ဒီအချိန်ဇိုရိုကိုလှုပ်ချမ်းမှုကြံစီနေတဲ့စနိုက်ပါမန်တကောင်ကသူတို့ရဲ့လီပေါ်ဖော်မာတွေကိုအထင်မသေးနဲ့ဆိုပြီးတီးတိုးရေရွနေပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲခါပါမက်စုကတွေ့ရှိသွားခဲ့ပြီးစုပ်ပြတ်တက်နေအောင်အတီးခံလိုက်ရပါတယ်။အိုမာဆာကဟိုယိုဂရိုကိုလီပေါ်ဖော်မာတွေနဲ့ယင်ဆိုင်နေရတဲ့ဇိုရိုနဲ့ဆန်ကြီးကိုကူညီပေးဖို့အတွက်တောင်းဆိုပါတယ်။ဒါကိုယိုဂရိုကလည်းလုံးဝလက်မခံဘဲဒါကကြီးကြပ်မြင့်မြတ်သူတွေရဲ့ယောက်ျားဆန်တဲ့တိုက်ပွဲဖြစ်တာကြောင့်တရားမှဝေမပါနဲ့လို့ဆိုလိုက်ပါတယ်။ ဒါပြင်ခုဆိုရင်ဇိုရိုနဲ့ဆန်ဂျီရိုရဲ့မျက်နှာတွေပေါ်မှာလေသူတို့ကိုရောင်လို့တောင်လားမရှုံးနဲ့ဆိုတဲ့အရေးအယောင်တွေကိုတွေးမြင်နေရပြီလို့ရှင်းပြပါရည်။တစ်ဖက်မှာလေမာကိုကအတိတ်မှာတုန်းကမုန်းစိတ်ဖြူကြီးနဲ့ရဲတောက်ခဲ့ပြီးတဲ့ညကိုပြန်သတိရနေပါရည်။အဲဒီတုန်းကသူကမုန်းစိတ်ဖြူကြီးကိုအဖေကြီးမူးနေပြီလားဆိုပြီးမေးနေတာပါ။မုန်းစိတ်ဖြူကြီးကလည်းသဘောကျစွာနဲ့ဟုတ်တာပေါ့လို့ပြန်ဖြေပါရည်။ဒီလိုနဲ့မာကိုကမဟာမျိုးနွယ်တွေဖြစ်တဲ့ဆယ်လီရှယ်ဒရာဂွန်နေဟာမယ်ရီဂျိုဝါဆရဲ့နေရာကိုလိုချင်တာမဟုတ်ဘဲဟိုးရှိရှိတုန်းကအကြောင်းကိုသာပြောပြနေတာဖြစ်ကြောင်းပြန်ပြောပါရည်။ လက်ရှိချိန်မှာတော့အတွေးကဘာတွေမှာနေမျောနေရမှာကိုကိုအီဆိုဒီယောက်တိုက်ပွဲတွေကနေကဲထုတ်သွားခဲ့ပါတယ်။နောက်ပြီးသူကတိုက်ပွဲလေကိုရောက်ရှိနေရတော့မှအတွေးနဲ့ချက်နေရမှာကိုကိုသတိထားဖို့အတွက်ပြောပါတယ်။တစ်ဖက်မှာတော့ Green ကသူ့ရဲ့ခြေစံတွေကိုအသုံးပြုပြီးစန်ကြီးကိုမနာတဲ့လိုက်လံပြစ်ခတ်ပါတယ်။ဇိုရိုကစန်ကြီးကိုမင်းပုံစံကြည့်ရတာခရိုင်းလိုမဟုတ်ဘဲမတတ်မတာဖြစ်နေတဲ့ပုံစံကြီးခံစားရတယ်လို့ပြောလိုက်ပါတယ်။စန်ကြီးကတော့သူ့အနေနဲ့ဂျာမန်ဝိဆုံကိုသုံးချိန်မြောက်ဝိဆင်ပြီးကြတဲ့ကအခမ်းအနားကိုတစ်ခုလုံးဓမျိုးကြီးခံစားနေရတယ်ဆိုပြီးပြန်ဖြေပါရီး ဒီလိုနဲ့နှစ်ယောက်သားစကားကောင်းနေတော့မှာပဲ။ကွင်းကိုသူ့အနေနဲ့အချောင်းမွေးချင်းနေနဲ့မတူပဲ။ဒီရရကိုင်းတို့စစ်စစ်လူသားဖြစ်ပြီးသူ့ရဲ့တောက်လောင်ချင်းစွမ်းအားကလည်းလေးချင်းမှုကနေရရှိခဲ့တာဖြစ်ကြောင်းရှင်းပြလိုက်ပါရီ။ဒါကြောင့်သူ့ကိုဂျဲဂျီရဲ့မျိုးနွယ်ဝင်အချားကလေးတွေလိုအဖေစွမ်းအားကိုအားကိုပြီးကျန်းလာတဲ့ကောင်ဆိုပြီးအထင်မသေးဖို့အတွက်သတိပေးလိုက်ပါရီ။အဲ့နောက်မှာတော့နှစ်ဖက်စလုံးရဲ့တိုက်ခိုက်မှုတွေကစတင်လာခဲ့ပြီးတစ်ဖက်မှာလည်းဇိုရိုနဲ့ကင်းနိုကတိုက်ခိုက်နေသလိုတိုက်ခိုက်ပွဲပြီးသွားရင်မင်းရဲ့လက်ချောင်းသွေးနဲ့ခြေဆေးပြမယ်ဆိုပြီးကြိမ်းဝါနေပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာလည်းဟျူဂရိုကခါဝါမတ်စုကို ဇိုရီရဲ့ပုံစံကတစ်ချိန်လုံးကရင်ဂိုဒေတာရဲ့နေစားကြီးဥရှိမာရူရှီမိုဆူကီနဲ့ငငယ်တုန်းကအတော်လေးဆင်တူကြောင်းပြောနေခဲ့ပါတယ်။ခါပေါ်မဆူကတော့လူပုံစံနဲ့မကပဲတိုက်ခိုက်ရေးပုံစံတွေကပါတူညီနေတာဖြစ်ပြီးရှူဆွီတာကိုဝါနိုတိုင်းမီစီကိုပြန်ယူဆောင်လာပေးနိုင်ခဲ့ခြင်းကလည်းတိုက်ဆိုင်မှုတစ်ခုထက်ပိုတယ်လို့ဆိုပါတယ်။နောက်တစ်ခါမှာတော့အာရင်နေပြန်လဲပြည်တင်းသွားပြီဖြစ်တဲ့လူဖီကအိုနီဂါရှိမာအပေါ်ကိုပြန်သွားဖို့အတွက်မိုမိုနိုဆုကဲကိုလိုက်ရှာနေပါရီ။အဲဒီအချိန်ရှီနိုဘူစီကနေတဆင့်သခင်လေးမိုမိုနိုဆုကဲကဒီမှာပါဆိုတဲ့အတန်ကိုကြားလိုက်ရပါရီ။ စကားအဆုံးမှာတော့လူဖီလက်အခိုးငွေတွေကြားထဲမှာအနီရောင်မျက်လုံးကြီးတစ်စုံကိုလမ်းမြင်လိုက်ရပြီးဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါတယ်။အပိုင်း2049ရဲ့အဆောင်မှာတော့ယူကရိုတယောက်ပြေးထွက်လာတဲ့ဒါရီသမ ्या အုပ်စုကြီးကိုကြည့်ရင်ရန်သူတွေဘက်ကအတက်ကူတချို့ထပ်မံရောက်ရှိလာပြီးဖြစ်ကြောင်းသူ့ရဲ့လူတွေကိုအသိပေးနေပါတယ်။ယူကရိုကသူ့အနေနဲ့ဒီနေရာကိုဘယ်သူမှထပ်ပြီးဝင်ဝင်မပေးနိုင်တော့ဘူးလို့ဆိုပါတယ်။ဒါကိုခါဝါမက်ဆုကလည်းဝင်ပြီးတော့ထောက်ခံနေခဲ့ကအဲဒီချိန်တစ်ဖက်မှာလည်းစန်ဂျီကအကွင်းကို ူရဲ့မဟူယာမီချောင်းနဲ့အဆက်မပြတ်ဝန်ခံနေခဲ့တယ်လို့ကွင်းကလည်းသူရဲ့သိပ္ပံဤပညာနဲ့ပေါင်းဆက်ထားတဲ့စက်ပစ္စည်းတွေကိုတုံ့ပြန်ပြီးပြန်လည်ခုခံနေပါတယ်။ဇိုရိုနဲ့ကင်းကတော့ထုံးစံတိုင်းဓာခုပ်ပွဲကြီးကိုအားရပါရဆင်နွှဲနေကြတာပါ။တစ်ဖက်မှာလည်းသူတို့ကိုပေးမွေနေတဲ့အတွက်ဒေါသထွက်နေတဲ့တာရဲသမားအုပ်စုကြီးအချို့ကခါဝါမဆုကိုပောက်ကွဲနေပြီးဒါကသူတို့ရဲ့ပိုင်နဲ့လို့ဆိုတာထွက်မသွားနိုင်ဘူးလို့ပြောပါရီ။ဒါကြောင့်ဟျူဂရိုကလည်းကြံရများတဲ့အဆုံးသူရဲ့ဓာတ်ကိုထုတ်ပြလိုက်ပြီးအမိတ်မနာခံခြင်းရင်မင်းတို့ကောင်းကြီးရဲ့အသက်ဒီကိုအာမမခံတော့ဘူးလို့ဆိုတာချင်းချောက်လိုက်ပါရီ။နောက်တစ်ခါမှာတော့မောဘန်နဲ့ဖရန်ကီကိုတွေ့မြင်ရမှာဖြစ်ပါရီ။ သူကလဲကြနေတဲ့ဆာဆာကီကိုကြည့်ရင်ဒီဂျိုသုံးချောင်းနဲ့မကောင်းဆိုးဝါးကောင်ကိုချီးကျူးရမယ်ဆိုပြီးပြောလိုက်ပါရီအကြောင်းကတော့သူ့ရဲ့ဆွမ်းအပြင်းဆုံးတိုက်ခိုက်မှုကြီးကိုတော့မှဆာဆာကီတယောက်ကောင်းကောင်းကြီးတောင်းခံနိုင်ခဲ့လို့ပါအဲဒီနောက်မှာတော့ဖရန်ကီကသူ့ကိုရန်လာမှုနေတဲ့ဆာဆာကီရဲ့တပည့်တွေကိုမင်းတို့ရောဆရာရဲ့ပုံစံတိုင်းဖြစ်သွားကြလားဆိုပြီးလှည့်မိလိုက်ပါရီဒါကိုကြတော့ဒါရဲ့တမရီကပေးကက်ကက်လုပ်နေခဲ့ပြီးဖရန်ကီတယောက်ဒေါသထွက်သွားကသူ့ရဲ့ဆပရိတ်လက်သီးကိုမြင်မြင်သမျှကောင်အကုန်လုံးကိုလိုက်တန်ထိုးနှက်လိုက်ပါရီ တဖက်မှာတော့ Frankie ရဲ့ Sabrina Dee က error တက်သွားခဲ့ပြီးပြန်လည်တိုက်ခိုက်ခံရမယ့်အခြေအနေကိုရောက်ရှိသွားပါတယ်။အဲဒီအချိန်ယုဒိယကံကောင်းစွာနဲ့ပဲဘေဘူနဲ့တငယ်ချင်းအချို့ကရောက်ရှိလာကသူတို့ရဲ့ထူးဆန်းတဲ့ကွန်ဖူတိုက်ကွက်တွေနဲ့ရန်သူတွေကိုချင်းထုတ်ပေးလိုက်ပါတယ်။ဘေဘူက Frankie ကို Tobiro Po ရဲ့အထက်ပိုင်းလူကြီးတယောက်ကိုတိုက်ခိုက်ခဲ့တဲ့မင်းလဲအခုဆိုရင်တော်လေးကိုပင်မန်းနေရောပေါ်လို့ဆိုပါတယ်။ဒါကြောင့် Frankie လည်းသူ့ရဲ့မာနကိုထိခိုက်ရအောင်လားဆိုတာဘေဘူတို့တငယ်ချင်းအဖွဲ့ကိုပြန်ရန်တွေးပါတယ်။အဲဒီအချိန်တစ်ဖက်မှာလည်းအိုဒမာတို့၃ယောက်ကစပီးရဲ့ကြောပေါ်မှာတည်ဆောင်လာရင် ။ဒါရဲရမျှတွေရန်ကနေလို့အောင်ပြေးနေရတာပါ။ဦးစုပ်ကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုအမြင့်ဆုံးချိန်နဲ့ဆိုရင်သူတို့ကိုဖမ်းမိမှာမဟုတ်ဘူးဆိုပြီးစပီးရဲ့ခန္ဓာကိုယ်အပေါ်ကနေလက်မိအားချောင်းနေပါတယ်။ဇူးစ်ကတော့နာမီကိုသူ့အနေနဲ့ရန်ကိုအားရင်ကုန်ခန်းနေပြီဖြစ်တာကြောင့်ဘတ်တန်တွေကိုပြောင်းဝင်ပြီးခဏလောက်နားယူခြင်းကြောင့်ပြောပါတယ်။ဒါကြောင့်နာမီလည်းချက်ချင်းပဲဇူးစ်ကိုဘတ်တန်တွေကိုအမြန်ပြန်ဆုပ်ယူလိုက်ပါတယ်။ပြီးတော့တင်းထားလိုက်ပါတော့တယ်။တောင်မြင်တော့အတမကသဘောကျနေချိန်မှာပဲတဖက်ကအရာမတတ်တော်ကြီးကပေါ်လာပြီးသူမတို့ကိုအန်ရီပေးဖို့အတွက်ပြင်ဆင်နေပါတယ် အဲဒီချိန်စပီကာကရှိန်ကိုအမြန်ဆုံးတင်ဖို့အတွက်ဆုံးဖြတ်လိုက်တာကြောင့်အကုန်လုံးကိုသူမရဲ့ခန္ဓာကိုယ်ကိုတိကျစွာဂိုင်းထားဖို့အတွက်မိန့်ပေးလိုက်ပါရည်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲထုံးစံအတိုင်းဘယုဒုက္ခဖြစ်နေတဲ့ဥစုပ်တယောက်စပီရဲ့အပေါ်ကနေပြုတ်ကျသွားခဲ့ပြီးရန်သူကိုဝင်တိုက်မိသွားပါတော့တယ်။ဒါကိုမြင်တော့နာမီကဥစုပ်တယောက်သူမတို့ကိုကယ်တင်ဖို့အတွက်နဲ့မြင်းမော်ကနေခုံချသွားတယ်ဆိုပြီးဂုဏ်ယူနေတာပါ။ဒါပြင်ဦးစုပ်လိုစိတ်ကောင်းရှိပြီးတမ်မာရဲ့အမျိုးသားတယောက်ကိုဒီကွာပေါ်မှာရှိတော့မှာမဟုတ်ဘူးဆိုပြီးအိုတမာနဲ့စပီကိုကြွားလုံးထုတ်နေပါသေးတယ်။ နောက်တစ်ခါမှာတော့ဘင်မောင်းကိုအသေးတန်တိုက်ခိုက်နေရတယ်။ကင်းတဲ့လော်ရီရဲ့တိုက်ပွဲအခြေအနေကိုပြသထားပါတယ်။ဘင်မောင်းကတော့ထုံးစံတိုင်းတမောင်းမနဲ့អော်နေပြီးသူမကလော်ရီနှစ်ယောက်ကိုမင်းတို့កောင်းនេះကဘယ်ဆိုးလို့လဲ။အလဲဆိုပြီးជីជူးနေကြတာပါ။စကားဆုံးမှာတော့ဘင်မောင်းတယောက်သူမရဲ့ခန္ဓာကိုယ်ရင်းကဟာကီဆွမ်းကိုထုတ်လွှတ်လိုက်ပါတယ်။ Supreme Kim Line ကိုအသုံးပြုပါစတင်တိုက်ခိုက်လိုက်တာပါ။အဲ့ဒီအချိန်တစ်ဖက်မှာလေပြုတ်ကြကြံခဲ့တဲ့ဥစုပ်တရားသူ့ရဲ့လေးခွကိုတိတ်ချကိုင်းလိုက်ပြီးတက်လာသမျှရန်သူတွေအကုန်လုံးကိုသူနာကတ်တာနဲ့တီးသွားမယ်လို့ဆိုပြီးချိန်ချောက်နေပါတယ် တကယ်တော့ဒါတွေအားလုံးကထုံးစံနိုင်ဦးစိုးပြက်လက်ဝက်တွေသာဖြစ်ပြီးဒီတစ်ခေါက်မှလည်းအလုံးမဖြစ်ခဲ့ပြန်ပါဘူး။ဒါကြောင့်သူ့ကိုတားရဲသမားတွေကအုတ်လိုက်ကြီးဝိုင်းပြီးဝင်ရောက်တိုက်ခိုက်ပါတယ်။အဲဒီချိန်တိုက်ဆိုင်စွာနေပြီးဘင်မောင်းမတုံးပြလိုက်တဲ့ Supreme Game Line ချို့ကတိုက်ပွဲနေရာကိုဖိတ်ဆင်လာပြီးတားရဲသမားတွေအကုန်လုံးကိုမှောက်သွားစေခဲ့ပါပြီ။ဒါကိုမြင်လိုက်ရတဲ့ Crossman ကအူဆုပ်တယောက်ကာလာဝါ Supreme King ကိုအုံပြုနိုင်နေသူဆိုပြီးအထင်လွဲသွားခဲ့တာကြောင့်အူဆုပ်လည်းအခုဆိုရင်မင်းတို့အားလုံး၅ရက်အဆင့်ကိုတည်သွားရောပေါ့ဘာညာဆိုပြီးထုံးစံအတိုင်းချော်လဲရောထိုင်ထားရီစတင်ဖန်ပါရီ။ ဒါပြင်သူအနေနဲ့ page 1နဲ့ audio ကိုပါတပြိုင်တည်းနိုင်ယူနိုင်ခဲ့သူဖြစ်ပြီးသူ့ကိုယ်သူ Toby Robo အဖွဲ့ဝင်တွေကိုတီးတဲ့မဲလိုက်သူဆိုတာဖျဲချလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဒါရဲ့မြချိုးကလည်းမျက်လုံးနဲ့ကြွချမတတ်ဖြစ်ကုန်ပြီး Usopia ရှေးမောင်မှာဒူးထောက်ခစားရင်အញ្ញံခံသွားကြပါတယ်။နောက်တစ်ခါမှာတော့ Be Mom ကလောနဲ့ kick ကိုတကယ်လို့သူ့ကိုတိုက်ခိုက်ချင်သေးတယ်ဆိုရင်အပေါ်ကိုတက်လာခဲ့လို့ဆိုတာစိန်ခေါ်နေတာပါ။ဒါကိုဒေါသထွက်သွားတဲ့ kick ကချက်ချင်းပဲတန်တဲ့ပြစီတွေကိုဆွဲယူလိုက်လို့လောကလည်းသူ့ရဲ့ဒါကိုထောက်ကပိုင်းဖြတ်ဖို့ကြံစီလိုက်ပါတယ်။ ။ဥတမာတယောက်ဘာရီဖြစ်နေမှမသိပေမဲ့ဥစုပတယောက်တိုက်ခိုက်သွားတာကအတော်လေးကိုလမ်းနေဆိုပြီးချီကျူးနေပါရီ။စပီကာတော့ဒါကဥစုပရဲ့ဆွမ်းအားမဟုတ်ပဲဒီအထက်မှာဘယ်မှမလဲရှိနေရကြောင်းရန်သူတပ်သားတွေကလည်းအခုလိုဖြစ်သွားရတာလို့ရှင်းပြပါရီ။တစ်ဖက်မှာလည်းနာမီကဖရန်ကီကိုဆက်သွယ်ရေးခူးကိုအသုံးပြုပါအဆင်ပြေလားလို့လမ်းမိလိုက်ပြီးဖရန်ကီကတော့သူ့အနေနဲ့ရန်ကိုအဆင်ပြေနေကြောင်းနဲ့သူ့အစားရန်သူတွေကိုဘယ်ပိုရိုအစုကကူညီပြီးတိုက်ခိုက်ပေးနေရလို့ပြန်ပြောပါရီ။ဒါပြင်ခုနကမမလို့စုကဲပြောထားတဲ့စကားအရဆိုရင်လူဖီလဲကူထီအသက်ရှင်နေသေးတာပဲဆိုတော့ ဖရန်ကီတရားဝန်တာနေပါ रे စကားဆုံးမှာတော့ဖရန်ကီကရန်သူတွေကိုဖျော်ပြေးထက်စီကိုမရောက်ဖို့အတွက်ကာကွယ်ရမယ်ဆိုပြီးအမိန်ပေးလိုက်ပါ रे နောက်တစ်ခါမှာတော့သတိလစ်နေတဲ့ရောဘင်ကိုဘရူတရားမီတော်တွေကနေကယ်ထုတ်လာပါ रे ဒါပေမဲ့နေရာအနှံ့ကမီရီနဲ့ပြည့်နေရာကြောင့်သူကစိတ်ရှုံနေပါ रे သူကသတိလစ်မင်းမျောနေတဲ့ရောဘင်ရဲ့မျက်နှာကိုကြည့်ပြီးမင်းကတကယ်ကိုကောင်းကောင်းလုံနိုင်ခဲ့တာပဲလို့ဆိုတာချီးကျူးလိုက်တာပါဒီလိုနဲ့ထပ်မံရောက်ရှိလာတဲ့မိန့်တွေကိုဘရုတ်ကသူတို့အနေနဲ့ဒီရေရိုက်ထဲမှာဆက်ပြီးတော့နေဖို့အတွက်မဖြစ်နိုင်တော့ကြောင်းရှင်းပြလိုက်ပါတယ် ဒီလိုနဲ့ချက်ချင်းပဲဘရိုတယောက်ကျန်ရသွားကဆက်သွယ်ရေးဖုံးကနေတဲ့စဉ်ဂျင်မီကိုလမ်းမီအကူကြီးတောင်းလိုက်ပါတယ်။နောက်တစ်ခါမှတော့ကိုင်ရိုရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုကြောင့်ဆုတ်ပြတ်တက်နေပြီဖြစ်တဲ့ရာမာတူရဲ့ခြေနေကိုပြသထားပါတယ်။ကိုင်ရိုကရာမာတူကိုဒီနေ့အပိုင်းခြားရီထဲမှာမင်းကပို့ပြီးတမလာလာပဲလို့လည်းချီးကျူးလိုက်ပါတယ်။ဒါပေမဲ့ဘလောက်ပဲကြိုးစားကြိုးစားမင်းရဲ့ပေါ်တာအကောင်ရုပ်ထုတ်လူဖီကပြန်မလာတော့တဲ့အတွက်မင်းရဲ့ကြိုးစားမှုတွေကလည်းပဲအချီးနှီးပဲလို့ဆိုလိုက်ပါရီနောက်တစ်ခါမှတော့ဂျက်ကတူကိုသူ့ရဲ့နှောင်းမောင်းနဲ့ရိုက်ချလိုက်ပြီးအရှုံးပေးဖို့အတွက်ပြောနေပါရီ ်ဒီကတော့သူ့အနေနဲ့ဘလို့ပဲဖြစ်ဖြစ်အိုရန်တီဆုံးသွားပြီးတဲ့နေ့ကလေးကအခုလိုမျိုးတိုက်ပွဲကိုစောင့်နေခဲ့တာကြောင့်အရှုံးမပေးနိုင်ဘူးဆိုပြီးနှောင်းမောင်းကနေဆွဲကင်ကင်ပေါက်ချပြစ်လိုက်ပါတယ်အဲဒီနောက်မှာတော့ဒူးကသူ့ရဲ့ဆူလောင်းပုံစံကိုချက်ချင်းပြောင်းချလိုက်ပြီးအရှိမလေးချနေတဲ့အာရှူရာရဲ့အဝိဆောက်ကိုကောက်ကင်လိုက်ရင်ကဘာကြီးရဲ့အာယုံကိုဖော်ဆောင်ပြမယ်လို့ဆိုတာချိန်ဝါလိုက်ပါတယ်ကပိုက်ပါကအခုလိုမျိုးအချိန်ဆွဲပေးထားတဲ့အတွက်ဂျေဆုတင်ကြောင်းဂေရော့တို့ကိုလာပြောနေပါရီ။ဒါပြင်ဒီနေရာကရှုပ်ထုပ်တွေကိုလည်းသူကိုယ်တိုင်ပဲဆက်လက်ကင်တွေ့တော့မယ်လို့ဆိုပါရီ။ အဲဒီနောက်မှာတော့ကက်ပိုက်ပါကသူ့ကိုယ်သူစူလောင်းပုံစံတွေကိုပြောင်းချလိုက်ရင်ဒီညကမင်းရဲ့နောက်ဆုံးလာပြညပဲလို့ဘယ်ရိုစပယ်ရိုကိုလမ်းတည်ပေးလိုက်ပါရီနောက်တစ်ခါမှာတော့လောရဲတပ်သားတွေကဂိုက်ဒိုတယောက်ဒရီယက်ရှိကိုဘယ်လိုလုပ်ပြီးရောက်နေတာလဲဆိုတာကြောက်လန့်နေပါရီဒါပြင်သူတို့ကလူဖီကိုဂိုက်ဒိုရဲ့နောက်ကိုမကပ်ဖို့အတွက်လမ်းမိသတိပေးနေခဲ့ပါရီဒါပေမဲ့အရာအလုံးကသူတို့ထင်ထားသလိုမဟုတ်ဘဲမူမနိုဆူကဲရဲ့ငကားအသွင်ပုံစံဖြစ်နေပြီးရှီနိုဘူကသူမရဲ့ဆွမ်းနဲ့အသက်28နှစ်အရွယ်ကိုပြောင်းပေးလိုက်တာကြောင့်အခုလိုမျိုးဖြစ်သွားရကြောင်းရှင်းပြနေပါရီနောက်ဆုံးမှာတော့ အချင်းညွာလုံးကိုသဘောပေါက်သွားပြီဖြစ်တဲ့လူဖီလည်းမိုမိုနိုဆူကဲကိုသွားရောက်တိုက်ခိုက်ကြဖို့အတွက်အသီးပေးလိုက်ပြီးဇလန်လီကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါလိမ့်။အပိုင်း2048ရဲ့အစမှာတော့မိုမိုနိုဆူကဲတယောက်လူဖီနဲ့အတူအိုနီဂါရှိမာဂျိုမော့ကိုပြန်သွားဖို့အတွက်ကြိုးစားနေပါလိမ့်။ဒါပေမဲ့မမနိုစုကဲရဲ့မြင်းကြောက်တတ်တဲ့ယောဂါကသူတို့ပြန်တမ်းရမှာအနောက်ရှက်ဖြစ်နေခဲ့ပြီးအောက်ကိုပြန်ပြန်ပြုတ်ချနေခဲ့တာပါလူဗီကမမနိုစုကဲကိုစိတ်ငြိမ်ထားဖို့အတွက်ပြောပေမဲ့နောက်ဆုံးမှာတော့ဘယ်လိုမှမရပဲမြေပေါ်ကိုရုပ်ပြက်ဆင်းမြဲနဲ့ပြန်လည်ပြုတ်ချလာပါတယ် ဒါကိုမြင်တော့အားလုံးလည်းမွန်မွန်တို့စုကဲတယောက်ငကားဖြစ်နေတာတော့မှပြန်တန်းနိုင်စွမ်းကိုလေးကျင့်ရမှာလိုအပ်နေသေးကြောင်းသိရှိသွားကြပါရစေ။အဲဒီချိန်တစ်ဖက်မှာလေရာမာတိုနဲ့ဂိုင်ရိုတို့သားဖားနှစ်ယောက်ရဲ့တိုက်ပွဲကအရန်ကိုပြင်းထန်နေခဲ့ပြီးသူတို့ကတယောက်ကိုတယောက်ဟာကီအစွမ်းပါဝင်တဲ့များရီနဲ့ပြစ်ခတ်နေပါရီ။တခြားမှာတော့ရာမာတိုတယောက်ဂိုင်ရီရဲ့များစွမ်းနေကိုမရှင်းနိုင်ပေအနောက်ကိုလွင်ထွက်သွားကကျောက်ဆောင်နဲ့ဂိုင်ပေါလိရဲ့သားဖြစ်သွားပါရီ။နာကျင်မှုတန်ကြောင့်ရာမာတိုတယောက်ဒူးထောက်လဲကျသွားကပါဇက်ကလည်းသွေးရီပါအန်လိုလာခဲ့ပါရီ။ ဂိုင်ဒိုကတော့ရောင်မာတို့ကိုမင်းအနေနဲ့အိုရန်လူလူမျိုးဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်ကြောင်းပြောနေခဲ့ပြီးဒီအရာတွေကိုမွေးကလေးကသိသိနဲ့လို့ဆိုတာပေါက်ကွဲနေပါတယ်။ဂိုင်ဒိုကရောင်မာတို့ကိုသူ့ရဲ့တင်းမုံနဲ့ချိန်ရွယ်ထားလိုက်ပြီးထပ်ပြီးအားချောင်းမယ်ဆိုရင်သွေးပွက်ပွက်အောင်အောင်ထုခံရမယ်လို့ဆိုပါတယ်။ရောင်မာတို့ကသူ့အနေနဲ့မွေးကလေးကအနှိမ့်ဆက်ခံခဲ့ရတာတွေကြောင့်လုံးဝမကျေနပ်ဘူးဆိုပြီးပြန်ရန်တွေးပါတယ်။နောက်ပြီးတော့ကဖေးနဲ့သားဖြစ်သူကြောင့်ရံမွေးတစ်ခုထပ်ပို့ရလို့လည်းဆိုပါတယ်။ ဒါကိုကြတော့ဂိုက်ဒိုကသူလဲအဲ့လိုတတ်မှတ်ကြောင်းနေတနေ့ကျရင်သူလုပ်ခဲ့တဲ့ကိစ္စတွေကမိသားစုကြောင့်မှရန်ဖြစ်တဲ့အဆင်မဟုတ်ပဲတူဦးကိုတူဦးတတ်ဖြတ်လာနေတဲ့အထီးကိစ္စတွေပဲဆိုပြီးဝန်ခံလိုက်ပါရီဒါပေမဲ့မင်းကိုမင်းအိုရန်လိုတတ်မှတ်လိုက်တဲ့နေ့ကလေးကဖြစ်လာနိုင်တဲ့အဆင်ပွဲပေါ်ကိုလည်းအနိုင်ရရှိအောင်တိုက်မဲ့နေလန်းကိုရှာဖွေထားတင်တယ်လို့ဆိုပါရီယာမာဒူကတော့ဂိုက်ဒိုကိုဘဝမှာလူတယောက်ကိုအားကျနေရတဲ့သူရဲ့ကောင်ဖြည့်ဆန်းထားမိတာကအပြစ်လားဆိုပြီးမိလိုက်ပါရီနောက်ပြီးဘလို့ပဲဖြစ်ဖြစ်ငယ်စဉ်ကလေးကနေအခုချိန်ထိသူအလေးစားရဆုံးနဲ့ အခြေခံအရဆုံးကအိုရန်မဲလို့ဆိုတာခန်းစားချက်တွေကိုဖွင့်ချပလိုက်ပါရီနောက်တစ်ခါမှာတော့လွန်ခဲ့တဲ့နှစ်20တုန်းကအိုနီဂါရှိမာကျွန်းရဲ့အခြေအနေကိုပြသထားပါရီအဲဒီတော့ကရာမာတူတယောက်ကျွန်းတစ်လျှောက်သူ့ကိုသူဝါနိုတိုင်းမီရဲ့သူရဲကောင်းလို့ဆိုတာဒါရဲတမရတွေအကုန်လုံးကိုလိုက်လံတိုက်ခိုက်နေတာပါနောက်ပြီးပါဇက်ကလည်းအိုရမ်မတိကင်ကပြောခဲ့ဘူးတဲ့ဝါနိုတိုင်းမီရဲ့နယ်စပ်ကိုဖွင့်လဲကြတော့ဆိုတဲ့အခြေအကြောင်းကိုဂုံယူစွာအော်ဟစ်နေပါရီ။တချို့သူတွေကတော့တခင်ဖြစ်သူကိုင်ရီရဲ့သွေးတွေစီးစင်းနေတဲ့သူမကိုယင်ဆိုင်မှုခတ်ကြောင်းပြောနေကြသလို တချို့ကလည်းကလေးရွယ်သားရှိတဲ့သူမကိုအင်အားသုံးပြီးဝိုင်းဖန်းစီဖို့အတွက်ကြံပေးနေပါတယ်။ဒါကိုကြတော့ရာမာတို့ကတကယ်လို့သူ့ကိုတားဆီးနိုင်မယ်ဆိုရင်တားကြည့်လိုက်ဆန်းဆိုကရှိသမျှအဆောင်နေစီကိုပြေးဝင်သွားပြီးသူမရဲ့ဒင်းမုံနဲ့လိုက်လံရိုက်နှက်ပါတယ်။တခြားမှာတော့ရာမာတို့တယောက်လှေကားပေါ်ကနေချေချော်ကြသွားချိန်အဆောင်တယောက်ကရောက်လာပြီးဆက်လက်မတိုက်ခတ်ဖို့အတွက်မြစ်တာရက်ခံနေပါတယ်။ဒါပေမဲ့ထိမ်းမရသိမ်းမရဖြစ်နေတဲ့ရာမာတို့ကသူ့ကိုသူအိုရန်လိုကြွေးကြော်လိုက်ရင်စူပရင်ကင်းနေမှာရှိတဲ့ဟာကီဆွမ်းအားကိုအသုံးပြုကအကုန်လုံးကိုလဲကျသွားအောင်လုပ်ပြီးထွက်ပြေးသွားပါတယ်။ နောက်တစ်ခါမှာတော့တသားတယောက်ကဂိုက်တိုကိုတားဖြစ်သူရာမာတို့တယောက်အရန်ကိုတောင်းကျမ်းနေတဲ့အတွက်ဖမ်းချုပ်ထားရကြောင်းရှင်းပြနေပါသည်ဂိုက်တိုကသူ့ရဲ့မူမိလဲနေတဲ့တသားကိုကြည့်ပြီးဒါရီအကောင်လုံးကိုမင်းလုံးလိုက်တာလာလို့ပြီးတော့ရာမာတို့ကသူကိုယ်တိုင်တော့ဘာမှမသိလိုက်ဖို့ပြန်ဖြေပါသည်နောက်ပြီးသူ့ကိုရာမာတို့လို့ဆက်မခေါ်ဖို့နဲ့ဒီနေ့ကစပြီးသူ့ကိုယ်သူအိုရန်ဖြစ်သွားပြီဖြစ်ကြောင်းနဲ့ဖခင်ဖြစ်သူကိုအသိပေးနေတာပါဒီလိုနဲ့ဂိုက်တိုလည်းသားဖြစ်သူရာမာတို့တယောက်ကာလာဝဆူပရီမ်ကင်းအတက်ပညာကိုအသုံးပြုနိုင်သူဖြစ်ကြောင်းရိပ်မိသွားပြီးမင်းကတော်တော်လေးကိုအနာဂတ်မှာလာလာရှိတဲ့သူဖြစ်လာနိုင်တယ်ဆိုပြီးပြောလိုက်ပါတယ် ဒါကိုကြတော့ရာမာတူကကာလာအော့ဆူပရင်ဂိမ်းဆိုတဲ့အဓိပ္ပာယ်ကိုနားမလည်နိုင်ဖြစ်နေချိန်ဂိုင်ဒိုကသူ့ကိုလက်ထိပ်တွေနဲ့ချုပ်ထားလိုက်ပါရီပြီးတော့အခန်းထဲကနေထွက်သွားပါရီဒါသာတချို့ကတော့ဂိုင်ဒိုကိုတားဖြစ်သူကကြမ်းခတ်နေဆိုပေမဲ့ဒီလိုနေရာမျိုးမှာတလားပိတ်လောင်ထားမယ်ဆိုရင်တည်သွားနိုင်တယ်ဆိုပြီးရှင်းပြလိုက်ပါရီနောက်ပြီးဒီနေရာမှာဝါနိုတိုင်းမီရဲ့တစ်ချိန်လုံးကတောင်းကျမ်းနေတဲ့ဆာမူရိုင်းတွေရှိနေကြအောင်အန်နီယံမကေးမှုလို့ဆိုပါရီဒါပေမဲ့ဂိုင်ဒိုကတော့အဆောင်ရဲ့စကားကိုဂယူးမဆိုင်တဲ့လိုပုံစံမျိုးနဲ့အထဲမှာရှိတဲ့ဆာမူရိုင်းတွေကိုခင်ဗျားတို့ကလည်းအဲ့ဒီတော့ယူကလေးလိုပဲအချိန်တလာပေးမယ်လို့ပြောလိုက်ပါရီ ်နောက်ပြီးအချိန်တလာအတွင်းမင်းတို့အနေနဲ့9ရက်စစ်တပ်ထဲကိုဝင်နေတဲ့ဆိုပြီးအမိုးပေါ်မှာရှိတဲ့လေဝင်ပေါက်ကနေတဆင့်9ရက်နန်းတော်စီကိုလမ်းအသိပေးလို့ရတယ်လို့ဆိုပါတယ်နောက်တစ်ခါမှာတော့အဆောင်နှစ်ယောက်ကဂိုင်ဒိုပြောသွားခဲ့တဲ့မဟာဆာမူရိုင်းနေအကြောင်းကိုဒီလိုပြောဆိုနေကြပါတယ်နောက်ပြီးအထဲမှာရှိတဲ့3ယောက်ကဝါနိုတိုင်းမီရဲ့ဆာမူရိုင်းနေထဲမှာမှအကျဉ်းဆုံး3ယောက်ဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအချိန်အထဲမှာတော့ရာမာတူတယောက်သူ့ကိုယ်သူမလုပ်ရမှန်းမသိဖြစ်နေပြီ။တဖက်ကဆာမူရိုင်းတွေကိုကြည့်ကသူကကြောက်လန့်နေတာပါ။ နောက်ပြီးအဖေဖြစ်သူဂိုက်တို့ပေးထားခဲ့တဲ့ထမင်းမကန်ကိုကြည်ကအစားတော်ကိစ္စအတွက်နဲ့သူတို့အကုန်လုံးနဲ့တပ်ဖြတ်ပွဲကြီးဖြစ်တော်မလားဆိုပြီးစိုးရိမ်နေပါရီဒါပေမဲ့ကံကောင်းစွာနဲ့ပဲဆာမူရိုင်း၃ယောက်ကတိတ်ပြီးဘိုင်းမစားတဲ့သူတွေဖြစ်တာကြောင့်ရာမာတို့ကိုအစားတော်တွေကိုစိတ်ကြိုက်အားရပါရစားတော်ဆမ်းမဆိုပြီးလမ်းပြောလိုက်ပါရီဒါကြောင့်ရာမာတို့လည်းအစားတော်တွေကိုအားရပါရစားတော်ပြလိုက်ကဆာမူရိုင်းတွေကိုကျေးဇူးတင်နေပါတော့တယ်နောက်တစ်ခါမှတော့ရာမာတို့တယောက်ဆာမူရိုင်းတွေနဲ့လေ့ကျင့်ရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေပြီးတိုက်ခိုက်ရေးတွေကိုလည်းတင်ယူနေပါရီ ။ဇာဖြစ်သူကယာမာတိုကိုမင်းရဲ့ပုံစံကအိုရန်ငငယ်တုန်းကပုံစံနဲ့အတော်လေးကိုဆင်တူတယ်လို့ပြောပါရည်။ဒီလိုနဲ့ယာမာတိုတယောက်သူ့ရဲ့ခြေထောက်ကနေဆွဲကင်မြောက်ထားတာကိုခံလိုက်ရရင်အိုရန်လိုစွမ်းထက်တဲ့သူတယောက်ဖြစ်ချင်လာတယ်ဆိုရင်မင်းရဲ့စကေးတွေကိုဒီထက်ပိုပြီးတော့ကောင်းအောင်လုပ်ရမယ်လို့အကြံပေးလိုက်ပါရည်။နောက်တစ်ခါမှတော့ဆာမူရိုင်း၃ယောက်ကယာမာတိုတောင်းဆိုထားတဲ့အိုရန်ရဲ့ခီးသွွားမှတ်တမ်းကိုဖတ်ပြပေးနေခဲ့ပါရည်။မတန်းနေမှာတော့အိုရန်ရဲ့စွန်းစားကမ်းမျိုးစုံကိုရေးသားထားခဲ့သလိုအပြင်ဘက်ကပါကြီးရဲ့ထူးခြားစမ်းကြယ်မှုတွေကိုလည်းဖော်ပြထားပါသေးတယ် ဆာမူရိုင်းတယောက်အနေနဲ့ဘဝကိုဖျက်ဆီးခဲ့သလိုထမားတယောက်အနေနဲ့လည်းဖျက်ဆီးခဲ့ဘူးတဲ့အိုရန်ရဲ့ကြောချမ်းစရာကောင်းလာတဲ့ဘဝဇာတ်လမ်းတွေကဒီနေ့ကဆလို့ရာမာတူရဲ့နှလုံးသားတွေကိုဆွဲထင်သွားစေခဲ့ပါလိမ့်။ဆရာဖြစ်သူကရာမာတူကိုနောင်လာမယ့်အနာဂတ်မှာငွေရတန်စွမ်းနဲ့ပင်လယ်ဓားတွေကနီယူဝါးရဲကိုဝင်လာပြီးဝါနိုတိုင်းပြည်ရဲ့တောက်ပလာမယ့်အနာဂတ်ကိုယူဆောင်လာပြီးမှဖြစ်ကြောင်းရှင်းပြလိုက်ပါလိမ့်။ဒါအပြင်လူငယ်ဓားအုပ်စုကရော်ဂျာနဲ့အိုရန်ကိုရှာဖွေတွေ့ရှိခဲ့တဲ့ဝမ်ပီဆိုတဲ့အရာကိုလည်းပိုင်းဆိုင်လာကြလိမ့်မယ်လို့ဆိုပါလိမ့်။ နောက်တစ်ခါမှာတော့အချုံအောင်ခံခြင်းအဖြစ်အချိန်အဖြစ်ဆေးရကြမြင့်သွားပြီဖြစ်တာကြောင့်ရာမာတို့တယောက်အင်အားတွေတဖြည်းဖြည်းလျော့နေလို့လာခဲ့ပါတယ်။ဒါကြောင့်ဆရာဖြစ်သူတွေကတေမလို့ဖြစ်နေတဲ့ရာမာတို့ကိုသူတို့ရဲ့အတတ်နဲ့လဲပြီးကယ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဆာမူရိုင်းတွေကလှိုင်ကောင်းတစ်ခုလုံးကိုဖောက်ခွဲပြစ်လိုက်ပြီးအဆောင်တွေကိုတတ်ကာထွက်ပြေးလို့မြောက်သွားခဲ့သလိုရာမာတို့ရဲ့အတတ်ကိုလည်းတစ်ဖက်လက်နီးနဲ့ကယ်တင်နိုင်ခဲ့ပါတယ်။လက်ရှိချိန်မှာတော့ရာမာတိုကဒိုင်းမီကိုသူ့လက်ထက်ထားခဲ့တဲ့ဆာမူရိုင်းတွေအတွက်တိုက်ခိုက်ရအောင်မယ်လို့ဆိုတာဂိုက်ဒရင်းနဲ့တိုက်ပွဲကိုပြန်လည်စတင်လိုက်ပါရီ တစက်ထင်းမှာပဲသားဖားနှစ်ယောက်စလုံးကမိုးကြိုးရှိခွားတိုက်ခွက်ကိုထုတ်သုံးလိုက်ကတယောက်ကိုတယောက်အပြန်လည်ခုံချပစ်လိုက်ရင်ဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါမာရီ